ခုလက်တလုံးမှာတော့လူတွေအားလုံးကြားထဲမှာဒီဟော့ဖြစ်သွားတဲ့ကိစ္စနမိတ်ကနဲရမ်းမှန်တာပေါ့အာဆရာမပေးတဲ့ကနဲဆိုတပတ်ကို10ကြိမ်ထွက်တယ်မလားဒါတော့လောင်းဝဲစားဆိုသူမြန်နေကိုလည်းအားပေးလို့လည်းမကောင်းပါဘူးဒါပေမဲ့အဲမြန်မာနိုင်ငံရတော်တော်များများလည်းဒီဟာနဲ့ပဲဟွာလေးအပေါ်ဝင်ွေလေးတွေရှာနေရဆိုသူတို့လေးနမိတ်ကနန်းလေးတွေပေးဖြစ်တယ်ပေါ့နော်တလောကဆိုအချုပ်15ရဲ့ကြာသွားတယ်လေအချုပ်15ရဲ့ကြာသွားတာဟိုအဲ့ဒီအချုပ်15ရဲ့ကြာသွားတဲ့အကြောင်းကလည်းကို့အိမ်မှာကို9လလောက်အတူတူနေပြီးကို့ညီမလေးလို့ချစ်ရတဲ့သူနဲ့ ြဿနာတက်တာအချုပ်ခန်းထဲကအတွေ့အကြုံကတော့ချုပ်ခန်းထဲမှာအတွေ့အကြုံကတော့အစားတော့ထင်တာပေါ့နော်ချုပ်ခန်းထဲမှာဆိုတော့ဇကားတွေတည်းကလူတန်းစီရမယ်ကိုဖြုတ်မလားပေါ့အဲ့လိုမျိုးထင်ပေမဲ့တန်းစီရကိုဖန်ဖြစ်နေ Hot 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 so yin food see food city hot 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 so see food see food city ya da shi sa lo ka see food see food city အလုံးမင်္ဂလာပါရှင်ဆရာမကတော့တဲတော့ဆရာမတနာမြင့်နိုင်ဖြစ်ပါတယ်လက်ရှိကတော့ဆရာမကဟိုဒီလက်တလုံးမှာတော့ဒီတဲတော့အဟောတွေပဲပေါ့နော်အဟောတွေပဲလက်သင်ခံနေရပြီးလို့ရှိရင်ဒီအိမ်တော်ရဲ့စီရင်နေစီးပွားရေးစီရင်နေကိုလှုပ်ဖြစ်နေပါတယ်ဟိုကဟိုပေါ့ဒီတဲတော့ပညာစပြီးတော့မှဆရာမလိုက်စားခဲ့တာဆိုလို့ရှိရင်2000မှ20ပေါ့2020ကနေစပြီးတော့မှလိုက်စားခဲ့တာအခုဆိုလို့ရှိရင်2025ဆို9နှစ်တော့ရှိပါပြီဒါပေမဲ့ဆရာမဒီပညာရဲ့အတက်မိုးဝမ်းကြောင်းပြုတဲ့ဟာတော့အခုမှ ဟိုဟာပေါ့၃နှစ်ထဲ၃နှစ်ထဲတော့ရောက်ပြီရှင်ပညာရက်ကိုလေးလာနေရတော့၅နှစ်ရှိပါပြီ သူတို့စိတ်ဝင်စားတာတော့ဒီဆ iam မဟောတဲ့အဟောတွေပေါ့ အဲဆီမဟောတဲ့အဟောတွေစိတ်ဝင်စားတယ်ပြီးလို့ရှိရင်ဆီမစိတ်ပါလို့ရှိရင်တို့နမိတ်ကနန်းလေးတွေပေးပြတယ်အဲ့ဒါလေးတွေနမိတ်ကနန်းပေးတာတော့တို့အကြိုက်ဆုံးနမိတ်ကအဓိကဒီတဲရောပညာရဲ့မှာကကြတော့နမိတ်ကအသက်ပေါ့နော် နမိတ်ကအသက်ဆိုတော့ဒီဆီမရဲ့မျက်စိရှိမှာဖြစ်နေတဲ့နမိတ်တွေကိုကြည့်ပြီးတော့မှပဲတို့နမိတ်ကနန်းတွေပေးတာပါအာဒီလိုမဟောခင်တုန်းကလည်းကိုကတစ်ခုခုဆိုလို့ရှိရင်ဟိုတိရဲ့စန့်ပေါ့နော်တစ်ခုခုဆိုကြိုတိရဲ့ပြဿနာတော်တော်မှာတို့ပြီးရင်ဒီလူကဟို တိတ်ပြီးတော့အဆင်မပြေဘူးလို့ပါလို့ဆိုရင်သိရဲအဲဒါပေမဲ့ကိုကအဲ့ဒီပညာရဲ့ပုံလေးလုံးဝအတမဝန်းချောင်းပြဖို့စိတ်မကူးခဲ့ဘူးစိတ်မကူးခဲ့ဘူးပြီးတော့ကျတော့ဒီပညာရဲ့နဲ့လည်းဘဝမှာပေါ့လှုပ်ရှားမယ်လို့လည်းကိုကမတွေးခဲ့ဘူးဒါပေမဲ့အဲဘဝဘေးအခြေအနေမှာတော်တော်လေးအဆင်မပြေဒုက္ခရောက်ပြီးတော့မှဘဝပြတ်သွားတာပေါ့နော်အဲ့ဒီအချိန်မှာဟိုသူမြန်ကိုဝင်လဲကိုဝင်ရှိနေတဲ့အချိန်ဆိုသူမြန်အလုပ်ကိုလည်းသွားပြီးလုပ်လို့မရဘူးအဲ့ဒါနဲ့ဒီတဲရောပညာရဲ့လေးနဲ့ အတမူဝမ်းကြောင်းပြုခဲ့တာပါအဲတမီလေးတမီလေးအဲလာပုံဝင်ရှိနေတဲ့အချိန်မှာသူ့ရဲ့အဖေကလည်းတောင်းမယူဘောနော်အဲ့ဒီအချိန်မှာဆိုပြီးတော့ဆရာမဒီစူချင်းမဲတွေနဲ့ဘွားပြတ်သွားတဲ့အချိန်မှာတော်တော်လေးကိုခက်ခဲသွားခဲ့တယ်အဲ့ဒီအချိန်နေမျိုးမှာကိုကဟိုအွန်လိုင်းမှာလည်း blacklist တွေတင်ခံရတယ်အစုံမဲပေါ့နော်အကျွေးရှင်တွေကလည်းတောင်းခံရတယ်အဲ့ဒီအချိန်မှာကိုလုပ်နေတဲ့ရန်နာလုပ်ငန်းလေးကလည်းဟို လူတွေကဘလက်လစ်တင်ခံတော့လုံးဝလောက်စားလို့မရတော့ဘူးလေနော်အဲ့ဒီအချိန်လေးမှာကိုကဒီတဲတော့ပညာတက်ထားတဲ့ပညာလေးပေါ့လွန်ခဲ့တဲ့တနေ့နှစ်နှစ်ကလေးလာထားတဲ့ဒီပညာလေးနဲ့အဲစပြီးတော့မှတဲတော့ထုတ်လေးကင်ပြီးဟောခဲ့တာအဲ့ဒီအချိန်မှာမမရတော့မန္တလေးကကလေးလေးပျောက်သွားတဲ့ကိစ္စပေါ့အဲ့ဒီကလေးလေးပျောက်သွားတော့သူ့ရဲ့အနီးနားအိမ်ကခေါ်ထားတာပြန်ပြီးတော့မှတွေးလိုက်မယ်အဲဒီကလေးလေးပြန်တွေးဖို့ကတော့ဒီကလေးရဲ့မိဘတွေရဲ့စတန်ဒါအပေါ်မှာမူတည်ရဲဆိုပြီးဆက်မဟောလိုက်တာ အဲ့ဒီဟောချက်လေးကလုံးဝအမှန်သွားပြီးတော့မှအဲ့ကလေးလေးကိုဒီသူ့အမေရဲ့ဘေးအိမ်ကနေပြီးတော့မှပြန်ပြီးတွေ့ခဲ့တာကလေးလေးလည်းအသက်ရှင်နေအဲ့ဒီဟောချက်လေးကတနာမင်းနိုင်ဆိုပြီးတော့မှတနိုင်ငံလုံးတည်သွားတာအခုလက်တလောမှာတော့ဟိုဆ iam မဒီရှင်းနှစ်ပိုင်းပေါ့2000နဲ့မှ24မှာတော့တော်တော်လေးကိုအောင်မြင်အောင်မြင်နေပေါ့နော်ဆိုရှယ်မီဒီယာပေါ်မှာလည်းဆ iam မကိုပဲအဲလူတိုင်းကဟိုဟာ live ပြီးတော့မှ share ပြီးတော့မှပေါ့နော်အခုချိန်ထိပါပဲ ဟိုတဲတော့ဆီယမားဆိုလို့ရှိရင်ဆီယမားနဲ့ပြေးမြင်တဲ့အထိပေါ့နော်တသားတည်းဖြစ်အောင်ကိုကနေခဲ့တယ်ဒါပေမဲ့ဆီယမားရဲ့အကောင့်တွေခဏခဏပြတ်တာအခုဆိုစုစုပေါင်းပြတ်တဲ့အကောင့်26ကောင့်ထိရှိတယ်အကောင့်ပြတ်တာအကောင့်ပြတ်တာတွေပြီးတော့ကျတော့ဟို အကောင့်အတုတွေပေါ်ပြီးတော့မှငွေတွေလိုက်လိမ်နေတာတွေအဲ့ဒီကိစ္စလေးတွေရှိနေတဲ့အတွက်အဲဆရာမဆရာမကိုပေါ့နော်တဲတော့မေးမယ်ဆိုလို့ရှိရင်အကောင့်အတုလားအစ်စ်လားတေချာလေးကြည့်ပြောမှမေးဖို့တော့ပြောချင်ပါတယ်ဆရာမရဲ့အကောင့်မှာလေအဲ3996 4669 2269ဆိုပြီးတော့မှဖုန်းနံပါတ်လေးရဲ့3996099965လေးဆိုတဲ့နံပါတ်နှစ်ခုကသာအတီးပါတခြားနံပါတ်နဲ့ဆိုလို့ရှိရင်ဆရာမလုံးဝမဟုတ်ပါဘူးတခြားနံပါတ်နဲ့လုံးဝငွေလွှဲလက်သက်မခံပါဘူးပြီးတော့ကျတော့ဟိုဆရာမအကောင့်ဆိုလို့ရှိရင် live လွှင့်ထားတာလေးတွေရှိတယ်เนาะ page asset မှာဆိုလို့ရှင်လည်း live လွှင့်ထားတယ်အဲ့ဒါလေးတမဟုတ်လို့ရှင်လုံးဝ account asset မဟုတ်ပါဘူးလို့ပြောချင်ပါတယ်အဲညံပူဇော်ကားကကျတော့ဟိုမေကုံ၃ခုပဲမေးမယ်ဆိုလို့ရှင်ပေါ့နော်ဆံမညံပူဇော်ကားလုံးဝမတက်မှတ်ထားပါဘူးဆံမကိုအဆင်ပြေသလောက်ကြောလို့ရပါတယ်အဲဟို၅ကက်အဟောဆိုလို့ရှင်တော့ပညာရှင်၅တောင်းမှာတနစ်စာနဲ့တသက်စာဆိုလို့ရှင်တော့တသိန်းယူပါတယ်ရှင်ဒီတဲတော့ဆံမတယောက်အနေနဲ့အတိုက်ခိုက်ကြတာနေအောင်မြင်ဒီနေ့ဒီချိန်ဒီအောင်မြင်ဘယ်လိုရက်တည်လဲဆိုတာလေးပေါ့နော် အဲ့ဒါလေးကဘယ်လိုလဲဆိုတော့ဘဝမှာလေးအတိုက်ခိုက်တွေရမ်းများတယ်ဘာလို့လဲဆိုတော့ကိုကိုရိုင်း၌ကဒီဒီစူချင်းနဲ့ဘဝပြတ်ထားတဲ့သူဖြစ်တဲ့အတွက်စူချင်းမှာဆရာမအာစူချင်းလောက်တဲ့အချိန်မှာပေါ့လူပေါင်းဒီရာချီပြီးတော့မှကိုယ်စီကိုယုံကြည်ပြီးပါခဲ့တယ်ပေါ့နော်ဒါပေမဲ့အဲ့လိုအနေထားမှာကိုကဟိုဘယ်လိုပြောမလဲမလဲလဲမလဲဝယ်သေးတဲ့အချိန်မှာဖတ်ပြေးသွားတဲ့သူတွေကြောင့်ရောပြီးတော့ကိုကလူတွေကိုငွေအပုံလိုက်အပုံလိုက်ချပြီးတော့မှရော်လိုက်ရတဲ့အတွက်ကြောင့်ပေါ့နော်ကိုမှငွေချမ်းဖြစ်သွားတယ် အဲ့လိုအနေထားနဲ့ကွာနာမည်ပြက်နေတီးလို့ရက်တီလာတဲ့အပေါ်မှာလူတွေရဲ့တိုက်ခိုက်မှုကအခုချိန်ကြီးယခုလက်ရှိချိန်ကြီးခံရတော့ကျွေးဘလောက်တောင်စက်ခဲ့ရလဲဆိုတော့အဲ့ဒီ KF ခါဆိုရင်သိန်းပေါင်းထောင်ချီတာပေါ့အဲ့ဒီထွက်ပြေးသွားတဲ့လူတွေဆိုလေဆီယမလေးလိုက်လို့လိုက်လည်းမရှာတော့သူတို့ဘယ်ကိုရောက်နေမှလည်းမသိဘူးသူတို့ကလည်း blacklist တင်ဖို့ကိုမှအချိန်မရှိဘူးဘာလို့လဲဆိုတော့သူတို့ဆီယငွေကိုစောင့်နေမဲ့အစားပေါ့နော်အသူတို့သူတို့ကိုစမ်းမဲ့ပတ်စံနဲ့ကိုသူတို့ဘယ်လိုပြန်ပေးနိုင်မလဲဆိုပြီးဒီတဲတော့ပညာကိုပဲလေဇောက်ချပြီးဟောခဲ့တာကိုဝင်လေးလာကနေက ဒီအလုပ်ကိုလုပ်ခဲ့တဲ့ဟာဒီကလေးမွေးရဲ့၃ရက်ပဲနားခဲ့တယ်။လုံးဝတောက်လျှောက်တောက်လျှောက်ဒီပညာရဲ့နဲ့အတမိုးဝမ်းကြောင်းပြုပြီးဒီရရတဲ့ပတ်စံတွေပဲအကျိုးဆက်ခဲ့တယ်။ဘဇုဆီယာမှာကိုယ်ပြန်လာပေးလို့မလို့ကိုယ်ဆက်ခဲ့တာမဟုတ်ဘူး။ဘာလို့လဲဆိုတော့သူတို့ဆက်ဆက်မဆက်ဆက်ကိုကဆက်နေရမှာဖြစ်တယ်လေအဲ့လိုဆိုတော့သူတို့ပြေးချင်းမပြေးချင်းဒီသူတို့သူတို့နဲ့ပဲတက်ဆိုင်နေဆရာမနဲ့မတက်ဆိုင်ဘူးဆိုပြီးတော့ပဲလုပ်ခဲ့တာဒါပေမဲ့လူတွေလည်းအရန်များတယ်ဆက်ရတဲ့ပမာဏလည်းအရန်များတယ်ကိုတိဒီတေးတော့ဟောတဲ့ပညာ ပတ်စံလေးပဲရှိတာဆိုတော့အချိန်တိုင်းတာတခုလို့စောင့်ပေးရမှာပေါ့။လုံးဝလက်ထဲမှာတော့ပတ်စံ5000တောင်မရှိတဲ့အနေအထားနဲ့ဒီတဲတော့ကတ်တရားပဲကိုယ်ပတ်စံရှာပေးခဲ့တာ။ဒါပေမဲ့ကိုကလည်းဒီပညာရေးပုံမှာပြစ်စာရှိရလေ။ကိုကိုရိုင်းနဲ့ကလည်းသူတို့ဟိုဘယ်လိုပြောရမလဲ။သူတို့တန်မိုးထားတယ်။ကိုစီကိုလာပြီးတော့မှအဟောယူတဲ့သူတို့လည်းတန်မိုးထားတယ်။ဒါပေမဲ့ငယ်သေးတဲ့အချိန်တိုင်းတာတခုမှဒီအောင်မြင်မှုအောင်မြင်မှုကြောင့်မလို့စကားပြောဆိုလေးတွေမတက်တာတို့ဘာလို့ဆံမစကားပြောဆိုမတက်ဘူးအဲ့ဒါလေးတော့ရှိရပါဘို့အဲ့ဒီအတွက်လဲဟိုအလုံးဟို တောင်းပန်ပါတယ်လို့ဒီနေရာနေပြီးတော့လေပြောချင်တာတခါလေကြစကားပြောဆိုမတက်လို့မလို့ပြောမဆိုမလေးဖြစ်ပြီးတော့မှဆမ client အနေနဲ့ပြဿနာတက်တာလေးရောရှိတာပေါ့ဘဝမှာကို့အိမ်မှာတူတူနေထွားတဲ့လူတွေကဆိုအခုဆိုဆမဒီဟိုတလောကဆိုအချုပ်15ရဲ့ကြာသွားတယ်လေ65ရဲ့ကြာသွားတာဟိုအဲ့ဒီအချုပ်15ရဲ့ကြာသွားတဲ့အကြောင်းကလည်းကို့အိမ်မှာကို့ခုနလားလောက်တူတူနေပြီးကို့ညီမလေးလို့ချစ်ရတဲ့သူနဲ့ပြဿနာတက်တာဘာဖြစ်သွားလဲဆိုတော့ကို့ ကိုယ့်ရဲ့လူရင်းပေါ့ကိုချစ်ပါတယ်ကိုညီမလေးလို့သဘောထားပါတယ်ဆိုတော့လူတွေကဒါမှပြဿနာတစ်ခုခုဖြစ်ပြီဆိုရင်ကိုဘက်မှာဘယ်တော့မှမရှိဘူးလို့လားပြောချင်တာအဲ့ဒီအတွက်ကြောင့်လည်းဆရာမစိတ်သက်ကတော့ဘယ်တော့မှမကြောက်ဒါပေမဲ့လူတွေကိုပြောချင်တာလေဘသူ့ဘုံမှမယုံနဲ့အဲအဓိကဒီကိုပတ်စံရှိမှကိုဘသူ့မှယုံလို့မရဘူးကိုငွေရှာနိုင်မှကိုဆိုတာကိုဆရာမပြောပြချင်တာအဲကိုအိမ်မှာနေပြီးတော့မှကိုဒီလိုလုပ်တဲ့သူတွေကကိုပေးကျွေးပြီးသူကိုင်းတဲ့ဖုန်းအားစဆရာမဝယ်ပေးခဲ့တာချစ်လုံးလို့အဲ့လိုလူကတော့မှကိုအမှုဖွင့်ပြီးတော့မှလေး fail ပေါ်မှာရွေးဆောင်တင်လို့ဆိုဆရာမသွားပြီးတော့မှစိတ်တူလို့မဟုတ်လို့ပေါ့သူ့ဆိုင်ကိုသွားပြီးရိုက်လိုက်မိတယ်အဲ့မှာလည်းကိုအဓိကဒီပြဿနာတွေဒီဒဲရှင်းရမှာလေနော် fail ပေါ်မှာရွေးဆောင်တင်တာမျိုးလုံးဝလက်သိမ့်မခံဘူးဆရာမကိုယ်တိုင်ကလည်းဘယ်သူမှ fail ပေါ်မှာရွေးဆောင်မတင်ဘူးဒါပေမဲ့ကိုချစ်တဲ့သူကိုရမ်းချစ်လို့အိမ်မှာခုနှစ်လလောက်ခေါ်ထားခဲ့တဲ့သူက fail ပေါ်မှာကိုကိုမထီတထီလောက်တာဒီပို့ပြီးတော့ရင်းနာဆုံးပဲပြီးတော့ကိုဝယ်ပေးလိုက်တဲ့ဖုန်းနဲ့ကိုကိုရွေးဆောင်တင်တာတွေဒီလုံးဝလက်သိမ့်မခံဘူးအဲ့နဲ့သွားပြီးရိုက်လိုက်တော့အချုပ်ခန်းထဲမှာ15ရက်နေပြီအချုပ်ခန်းထဲအတွေ့အကြုံကတော့အချုပ်ခန်းထဲမှာအတွေ့အကြုံကတော့ အစားတော့ထင်တာပေါ့နော်ချိုခန်းထဲမှာဆိုတော့ဇကားတွေတည်းလူတန်းစီရမြေကိုဖြုတ်မလားပေါ့အဲ့လိုမျိုးထင်ပေမဲ့တန်းစီရကိုဖန်ဖြစ်ကိုကလည်းအမှလူသက်မှုနဲ့ရောက်တဲ့လူဟိုကိုမွေလင်းလင်းပြောရဲဆိုတာလေဘဝမှာဒါရီရရှက်စရာမဟုတ်လေနော်ဘဝမှာရှက်စရာကောင်းတဲ့အရာတွေတီးတန့်ရှိရဲဒီလူပေါင်းလူစည်းကမ်းမှာလေအဲကိုတီကိုဘဝမှာဒါရီတီရှက်စရာကောင်းတဲ့အလုံးမဟုတ်ဘူးဆိုတော့ဘာမှဖုံးကွယ်စရာလည်းမလိုဆရာမဘဝမှာလေးဝက်ချက်စရာမရှိ ုလက်တလုံးမှာတော့လူတွေအားလုံးကြားထဲမှာဒီဟော့ဖြစ်သွားတဲ့ကိစ္စနမိတ်ကနေရမ်းမှန်တာပေါ့အာဆရာမပေးတဲ့ကနေဆိုတပတ်ကို၁၀ချိန်ထွက်တယ်မလားဒါတော့လမ်းခွဲစားဆိုသူများနေကိုလည်းအားပေးလို့လည်းမကောင်းပါဘူးဒါပေမဲ့အဲမြန်မာနိုင်ငံရေတော်တော်များများလည်းဒီဟာနဲ့ပဲဟွာလေးအပူငွေလေးတွေရှာနေရဆိုသူတို့လေးနမိတ်ကနန်းလေးတွေပေးဖြစ်တယ်ပေါ့နော်အမှတ်တရတော့ဒီနေ့လိုညမျိုးမှာ၈၉ထွက်မယ်လို့ပြောရင်မနှက်ဖြန်ကနန်းက၈၉ပဲအဲ့ဒါရေဒဲတွေတော်တော်မှန်မှုတယ် ပြီးရင်ဆ iamma ကဆ iamma ရဲ့မွေးနေ့က18ရက်ဆယ်လ1996ပေါ့နော်အဲ့ဒါပြီးခဲ့တဲ့2024မှာ18ရက်ဆယ်လမှာဆ iamma ရဲ့မွေးနေ့မှာ18 18ဆ iamma မွေးနေ့18ထွက်မယ်လို့ပြောခဲ့တာအဲ့ဒါဆ iamma ကိုရိုင်းနဲ့ကလည်းပတ်စံ380ဘူးပေါက်ဘူးလေအဲ့ပေါက်တဲ့ပတ်စံအားလုံးကိုလည်းဆ iamma တဲခဲ့တဲ့ဖျားပေါ့နော်အာတဲတဲ့ဖျားမှာအကုန်လုံးဆ iamma ကျဲခဲ့တာဆ iamma မွေးနေ့မှာအဲ့ဒါကတော့ဘွားရဲ့အမှတ်တရပေါ့အားလုံးလည်းသိတယ် ဖေးလ်ပေါ်လူတွေတော်တော်များများလည်းသိကြပါတယ်ပြီးရင်ဒီဟာနဲ့ပတ်သက်ပြီးတော့မှလေအခြေကြီးရဘူးလားဆိုတိန့်တရာ220 180ကိုပေးတဲ့ခဏနဲ့ကိုပေါက်တာအဲ့ဒါနဲ့ပဲဆံမဖျားတည်ခဲ့တယ်ဆံမစိတ်မပါတဲ့ရက်တွေလို့ဆံမမှာအရန်ပရက်ရှာများနေပြီဆိုရင်တော့လုံးဝမမြင်ဒီနှလုံးကနန်းပေးတာကဒီနမိတ်ကနန်းပေးတာပေါ့နော်အဲ့ဒီနမိတ်ကနန်းပေးတာလေးကဖျားတည်ခြင်းနဲ့ယူရချက်တစ်ခုတည်းနဲ့ပေးခဲ့တာ ဲ့လိုဆိုတော့ဖះလဲလုံးဝတည်ပြီးသွားရေဆီမဂျူဘီနမ်ဘီဖះဆီမအသက်28နှစ်ပြည့်တဲ့နေ့မှာပဲမွေးနေမှာပေါ့အဲ့မှာတည်လိုက်တယ်ပြီးရင်ရွှေမိုးငွေမိုးကျဲတာဒီဒီကနန်းပေးတဲ့ပတ်စံနဲ့ပဲ380ကျဲခဲ့တယ်ပြီးတော့ကျတော့ဒီငလျင်းနေလှုပ်တော့ကျတော့လေဆီမလှူတန်းနေအာအများကြီးပဲပေါ့ဒီရရတဲ့ပတ်စံနေနေပဲအလှူတန်းနေရ ခုဆိုလို့ရှိရင်ဒီချုပ်ခန်းထဲကလူတွေတွေကိုထောက်ပံ့နေအဲ့ဒါလေးတွေကဒီဆမဒီနမိတ်ကနန်းပေးတဲ့ပတ်စံနေနဲ့ပဲလုပ်နေတာပါပြောချင်တာကလေအာဓာရီတီအားပေးကောင်းတဲ့အရာတွေမဟုတ်ဘူးဒါပေမဲ့အဲဆမတို့ရဲ့ဒီလူပေါင်းလောကမှာလောင်ဝစာတို့ဘိန်းဖဲပိုးဖားဓာရီတီတားလို့ရတဲ့အရာတွေတော့မဟုတ်ဘူးပေါ့နော်အဲ့လိုဆိုတော့ဆမကလူတွေကလူတွေဆိုလို့ရှိရင်လည်းအများကြီးမလုပ်ခိုင်းဘူးချိန်ပြောမှလုပ်ခိုင်းတယ်ကိုကိုရိုင်းနဲ့ကလည်းပြောတယ်လောဘမကြီးအောင်နော်လောဘကြီးလို့ရှိရင်မဖြစ်ဘူးပြီးရင်လောင်ဝစာရဲ့ ဟာဒီအနိုင်ရှိသလိုအရှုံးရှိမယ်ဒါကိုမိမိလက်သင့်ခံနိုင်ရမယ်ဒါပေမဲ့ဒီဟာဒီအရှုံးကပိုပြီးများတယ်ပေါ့နော်အားကြောင့်မလို့အာလာမှုစားတော့လုံးဝအာမပေးပါဘူးဒါပေမဲ့ကို limit လေးနဲ့ကိုလောက်တဲ့သူတွေဆိုရင်တော့အဲဆရာမပေးတဲ့နမိတ်ကလန်းလေးတွေကတော်တော်လေးအဆင်ပြေပါတယ်ကိုဘလောက်ဘလောက်ပဲရွေးရတော့ကိုကမှတ်မထားဘူးဘာလို့လဲဆိုတော့ မှတ်ထားလို့ရှင်ကိုစိတ်မပြတ်ဖြစ်နေမှာဆိုလို့လေကိုလူပြီးသွားပြီဆိုပြီးသွားပြီအဲ့ဒီစားသုံးပြီးဆိုလည်းပြီးသွားပြီဘယ်တော့မှပတ်စံတွေကိုပြန်တွက်တာတို့ပတ်စံတွေကိုပြန်ပြောဟွာဖြစ်တာတို့ဘဝမှာထုံးစံမရှိအချုပ်ကြတဲ့အချိန်မှာကြီးခဲတဲ့ကူညီကိုရားခဲ့ပါတယ်ရားခဲ့တယ်ဆိုတာဒါပေမဲ့ဒီဘယ်လိုပြောရမလဲဆရာမတို့ဒီဥပဒေကိုတော့ဥပဒေထက်မှဘယ်သူမှတော့မရှိဘူးကွာကိုကဒီဟာဒီလူရိုက်လိုက်တယ်ဆိုတော့အမခံမရအောင်အမခံမရတဲ့အတွက်ဒီချုပ်ခန်းထဲမှာ15ရက်တော့ဆရာမနေခဲ့ရတယ် ပြီးတော့ဆမဘွားကဒီဘသူ့ဟိုမှလေမဟုတ်မှတ်လုပ်ခဲ့တာမရှိဘူးအဲဆမငွေတွေချက်နေဟုတ်တယ်ချက်နေဒါကြောင့်ချက်သွားတယ်ဆမဒုက္ခရောက်တယ်ဟုတ်တယ်ငါဒုက္ခရောက်သွားတယ်ဒါကြောင့်ဒုက္ခရောက်သွားတယ်အခုထောင်နေကြရတယ်ငါငါ့ကို fail ပုံမှာရွေးဆောင်တင်လို့ငါလူရိုက်လိုက်လို့ငါအချုပ်ကျသွားတယ်ဒါဒီပုံမှန်လင်းလင်းပြောလို့ရတဲ့ကိစ္စလေနော်တခြားတရားဥပဒေနဲ့မလို့ကိန်းအားကြီးလောက်ပြောမှာကိုယ်ချုပ်ကြတော့လည်းမဟုတ်တဲ့အတွက်ဆံမတော့မရှက်ဘူးတချို့လူတွေရဲ့ခံယူချက်ကတော့ဘယ်လိုလဲမသိဘူးဆံမတော့လူဘဝမှာလေကိုယ်အသက်ရှိနေသေးပြုံးပွင့်လင်းလင်းပဲနေခြင်းတယ်ဒါပေမဲ့ ဟို15ရက်နေခဲ့ရပြီမဲ့အကြီးကဲတွေတို့ဆ iam ောက်ကိုချစ်တဲ့ဆ iam ောက်ကိုကိုးကွယ်တဲ့သူတွေကတော့အထဲထဲမှာကောင်းကောင်းမွန်မွန်နေနိုင်မှုပေါ့နော်အစားအသောက်အဆင်ပြေဖို့ဆ iam ောက်ဘာမှအားမငယ်ဘူးတွေတော့သူတို့ပြောပေးတယ်အကုန်လုံးလိုက်ပြီးတော့လုပ်ပေးပါတယ်အဲ့လိုမျိုးတွေအကြီးကဲချစ်အောင်ကလည်းဆ iam ောက်မှာကာတာရှိရလေအဲ့ဒီကာတာလေးလို့ဆ iam ောက်ဖိဖို့ကောက်မှာအများနဲ့တင်ပေးတယ်အဲ့အကြောင်းမို့လို့လေဒီ15ရက်နေပဲပေါ့နော်ဒီအမှုပြက်ပြီးတော့မှဆ iam ောက်အပြင်ကိုရောက်လာတာပါအကြီးကဲကတော့လူချစ်လူခင်ကတော့တော်တော်လေးများတယ် အဲ့ကျမရဲ့ပီရကာရာကြီးစွမ်းနာလဲပါတော့။အမဒီလိုနေရာလဲဆိုတော့ကိုကလည်းတစ်ခေါက်မှမရောက်ဘူး။ကိုရောက်မယ်လို့လဲရောက်မယ်လို့ကတော့သိတယ်၁၂လပိုင်းကအကုန်မှဆီမကိုနမိတ်ပြရပေါ့နော်။နမိတ်ပြတော့ဆီမကဆီမရဲ့ admin တွေဆီမ manager တွေအကုန်လုံး account facebook account တွေတို့ page တွေ bank account တွေတို့သူတို့ပေးခဲ့ပြီးပြီ။စီစဉ်ထားပြီးသားပေါ့၁၂လပိုင်းလောက်ခင်ဗျ။ဒါပေမဲ့ဒီဖြစ်သွားတဲ့ပြဿနာဒီဒီ၅လပိုင်းမှမှဖြစ်သွားတာ။ဖြစ်တော့ဟောရှောင်းလို့မရတော့ဘူးပေါ့နော်။အဲ့ဒီမနက်ဖြန်လို့ဖမ်းခံရမယ်ဆိုလို့ရှင်ဒီနေ့လို့မှခင်ဗျာအာကလေးတွေကိုလေဒီတဲတော့ နဲ့ပတ်သက်တဲ့ယရိယာတွေဒါတွေကဒီလူတွေငါဟောခဲ့တဲ့အဟောတွေဒါဘသူ့ကိုပို့ရမယ်ဒီဟာတွေဒီဘသူ့ကိုလောက်ရမယ်ဆိုပြီးဆရာမပလန်ချထားပြီးသားမနောက်ရမှာကို့ဟိုတယ်မှာလာဖန်တော့ကြလဲအေးစစ်စစ်ပဲလိုက်သွားလိုက်တယ်အဲ့မဲ့အချုပ်ခန်းနဲ့ဝင်တဲ့အချိန်မှာတော့ဝမ်းနေတာပေါ့ငိုငိုမိတယ်ပြီးတော့ကျတော့ကို့မိသားစုအတွက်လဲတွေးရပေါ့နော်မိသားစုမှာဆရာမရဲ့ဆွေမျိုးသားချင်းအားလုံးအဲဆမတို့အတိုင်းမှာအလုံးကဆမကိုမိခိုးနေရတာဖြစ်တယ်ပြီးတော့ဆမဆောင်းလျှောက်ထားတဲ့ကလေးတွေကလည်းအများကြီးပဲရှိတယ်ဆိုတော့ကျတော့ဝမ်းနေတာပေါ့စိတ်မကောင်း ဒါပေမဲ့ပြန်ထွက်လာတဲ့အချိန်မှာတော့ငါလုံနိုင်ခဲ့တယ်ဆိုတော့စိတ်နဲ့ပဲထွက်ခဲ့တာ။ဘာလို့လဲဆိုတော့ငါဒီဒီနီယာမျိုးကိုရောက်ခဲ့တယ်။ဒါပေမဲ့ဒီနီယာမှာရှိတဲ့လူအလုံးကငါ့ကိုချစ်အောင်ငါ့ကိုလေးစားအောင်ကနေပြီးတော့မှငါထွက်ခဲ့တယ်ဆိုပြီးတော့မှဆရာမအဲ့ဒီမာနနဲ့ပြန်ပြီးထွက်ခဲ့တာ။အော်ပြီးတော့ကျတော့သူတို့ကိုလည်းသူတို့ကလည်းဟိုပြန်ပြီးတောင်းပန်လိုက်တာပေါ့နော်။ဒါသူတို့တစ်ဖက်ကလည်းကြေးရေးလို့မဟုတ်ဆရာမပြန်ပြီးထွက်လာနိုင်တာပါ။ဟိုတောင်းပန်လိုက်တာဆိုတာလည်းသူတို့ကိုကြောက်လို့ရတော့မဟုတ်ဘူး။အဲကို့နောက်မှာမှီခိုးနေတဲ့သူတွေအများကြီးက ကိုမရှိလို့ရှင်စင်မပြေနိုင်အောင်လေနော်အဲ့လိုဆိုတော့ဒီလိုနေရာမျိုးမှာကြာကြာနေရာထက်စားလို့ရှင်အဲသူတို့ပြန်ပြီးတောင်းမှန်လိုက်ပါမယ်ဆိုပြီးတောင်းမှန်တာနဲ့အတူတူသူတို့အတွက်နှစ်နာချီပေါ့နော်ရော်ကြီးရော်ကြီးလေးလည်းပေးပြီးတော့မှဆက်မပြန်ပြီးထွက်ခဲ့တာအားလုံးကလည်းပြောချင်တာအားလုံးလည်းဘာမှလိုက်မခံတာနဲ့အဓိကဒီကိုဘဝပြတ်သွားပြီမှာပြတ်ပလဲစီကိုဒုက္ခရောက်နေမလားရောက်ပလဲစီကိုအကျွေးတွေတင်နေမလားပြင်ပလဲစီအဲ့နေရာတွေမှာဘယ်တော့မှထိုင်မနေနဲ့ပြန်ထဖို့ကအဓိကပါလို့ဆက်မပြောချင်ဘူး